လက်ပြုတ်သွားတဲ့ပန်ဒိုချာရဲ့နောက်ဆုံးရသတင်းကို ပြည်သူတွေပြည်သက်တွေကိုအေးပေါ်ပြန်လည်တင်ဆက်ပေးချင်ပါ रे ဗျာဒါဂျော့ရှွာဘန်ကပန်ဒိုချာကိုအနိုင်ယူခဲ့တယ်ဆိုပေမဲ့လည်းဒါမြန်မာပြည်သက်တွေတာမကတကဘာလုံးက UFC ပြည်သက်တွေကတော့ပန်ဒိုချာအထွတ်မြေအကြကြရေပေါ့နော်ဒါနိုင်ငံတကာကဒါပန်ဒိုချာပြည်သက်တွေနဲ့တချို့သူ UFC ပြည်သက်တွေကဘလောက်ထိဆူရလဲဆိုရင် Joshua Man ရဲ့ UFC ကဘက်ကို ဒါဖြစ်နိုင်ရင်တော့ပြန်သိမ်းခိုင်းစီချင်နေကြတဲ့ဘောเนาะဟို UFC ရဲ့စီးမြင်တဲ့ ဝင်ပြီးတော့ Joshua Van ကနိုင်သွားလို့တာเนาะသူတို့အနေနဲ့ဒါလုံလုံကျွကျွမပြောရဲတာပေါ့နော်ကိုမင်းအောက်တင်မှာကြည့်ရင် Joshua Van ကဘလို့ဖြစ်လို့အောင်ပွဲခံနိုင်တာလဲဟလာပြိုင်ဘက် fighter တလောက်တက်တီလက်ကျိုးသွားတဲ့လက်ပြုတ်သွားတဲ့အခြေအနေမှာတော့เนาะ TKO နဲ့ကိုယ့်ရည်ချင်းနဲ့ကိုမနိုင်ဘဲနဲ့ဒီလိုမျိုးတော့အောင်ပွဲခံသွားတာအင်မတန်မှ Joshua Van ကိုเนาะရှက်မိတယ်ယွန်းတယ်ဗျာမုန်းတယ်ဆိုပြီးတော့မြေမြေရေးသားနေကြတာဆိုတော့မြန်မာပိတ်သက်တွေကအဲ့ဒါကိုတွေးတော့ နော်အခုလူကအဲ့လိုပြောတော့စိတ်တူတာဗောနော်ဒါအခုဂျိုရှူအဘန်ကလည်းမြင်နေထင်ပါတယ်ဒါကြောင့်မလို့ဒီကိစ္စကိုအမြန်ဆုံးဒါအင်တာဗျူးမှာဖြေရှင်းလိုက်တာဖြစ်တယ်ဒါသူ့လက်ကိုပြန်ကင်တဲ့အချိန်မှာတဲ့သူ့ပါဇက်ကတခုခုပြောနေတာသတိထားမိတာပါတဲ့ဒါနဲ့ဒိုင်လူကြီးကိုလမ်းချိလိုက်ပါတေးတယ်တဲ့စိတ်ထဲမှာလည်းဘာဆက်လို့ရမလဲမသိဘူးရှုပ်ထွေးနေတယ်တဲ့အဲ့ဒီမှာဒိုင်လူကြီးက ဒါဝင်တားလိုက်တော့တာပါပဲတဲ့ဒါနဲ့ screen ကအနည်းပြွက်ကိုလမ်းချေးမိလိုက်တော့ဟိုသူ့လက်ပြုတ်သွားတယ်ဆိုတာသိလိုက်တယ်တဲ့အောင်ပွဲပဲခင်ရမလားပြန်ပဲကိုမလေးစားသလိုဖြစ်သွားမှာလဲဒါเนาะဖြစ်သွားမှာဆိုးလို့เนาะဝေခွေးမတတ်အောင်ကိုဖြစ်နေတာတဲ့ဒါပေမဲ့အမိမျက်နှာကိုလမ်းချေးလိုက်တဲ့အချိန်မှာတော့ဟာအောင်ပွဲခံမှဖြစ်မယ်ဆိုပြီးတော့အောင်ပွဲခံဖြစ်သွားတာเนาะဆိုတော့အဲ့လိုဖြေရှင်းထားတာဖြစ်တယ်ဆိုတော့သူ့အမိကိုကြည့်ပြီးတော့ ဟိုချက်ချင်းအောင်ပွဲခံတာပေါ့နော်သူအနေနဲ့ပြိုင်ဘက်ကိုမလေးစားတာလည်းမဟုတ်ဘူးအာမနာတာလည်းမဟုတ်ဘူးတော်တော်လေးဝူချင်းစားပါတယ်အောင်ပွဲခံတာတော့ဘလို့မှမကြောက်ချက်ချင်းပြန်ဆင်းပြီးတော့ပန်တိုဂျာကိုပြန်လဲနှစ်သိမ့်တဲ့သူပါနော်လက်ရှိချိန်မှာတော့ပန်တိုဂျာကအဲဒီကနေကွင်းထဲကနေတခါတည်းထွက်သွားတာနဲ့နော်ထွက်သွားတာနဲ့ဆေးဝါးကုသမှုချက်ချင်း UFC ကလည်းတရားပြင်ဆင်ပေးပါတယ်ဗျာနော်ဟိုဆေးဝါးချက်ချင်းကုသမှုခံယူခဲ့ပြီးပတ်တီးတွေနဲ့တခါတည်းအယူနော်ဘာမှ တည်တည်ချာချာပြန်ဖြည့်အောင် recovery ဖြည့်အောင်ဒီချာလေးပြန်လုပ်လိုက်ပြီဒီကတော့အသေးကိုက်နေမှာတော့အသေးချာပဲเนาะဆိုတော့ဟို period ကဒီကပြန်ကောင်းမှု period ကကျွန်တော်တို့ဒါ6လခဏလားလောက်ကြာမယ်လို့သိရတယ်ပေါ့เนาะဒါပေမဲ့အသက်ကြီးမိဖြစ်တဲ့အတွက်ဒါအယူစစ်တွေဟာငငယ်ရွယ်ရွယ်တုန်းကလို့ဟိုကောင်းမှုတာကเนาะဟို immediate ခဲရင်းနေပေါ့เนาะနောက်ထပ်နောက်ထပ်เนาะကျွန်တော်တို့ကြိုးထားတာပြုတ်ထားဆိုတော့ဟိုပြန်လဲပြီးတော့ပြန်လာဖို့ဆိုတာကတော့ immediate မှဒါ စိုးသွားပြီပေါ့နော် end of career လို့ပြောလို့ရတယ်ဆိုတော့ Pinocchio အတွက်တကယ်လို့မှစိတ်မကောင်းဘူးဒါပေမဲ့ Joshua Van ကိုလည်းအပြစ်တင်လို့မရပါဘူးနော်ဒါ Bosu Bisset ကို Pinocchio ရဲ့ fan တွေက Joshua Van ကိုပြောသွားတော့စိတ်မကောင်း